ိုးချောင်းအဆောင်ကျွန်တော်ငယ်စဉ်ကချစ်ခဲ့တယ်။ဘာလို့ချစ်ခဲ့လို့သူ့ကိုလေးစားတာ။ဘိုးချောင်းကမှန်တော်ပြောရတယ်။ဘယ်လိုလို့မှန်တော်ပြောရလဲဆိုတော့သူကမှန်တော်သူလို့ရှိလို့ရှိရင်မိဘအောင်တော်မှမှန်တယ်မှန်တယ်မှားတယ်မှားတယ်ဆိုတော့ဒီနှစ်သားကြီးမှပြောရတယ်။အဲ့လိုတက်တိလေးတွေကကျွန်တော်တို့သူ့ကြီးစားကောင်းတယ်။ဒီခုခေတ်မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့တော်မှဘိုးချောင်းရဲ့ယူသားမှုကပို့ပြီးတော့ပေါ်နေစီတယ်ပေါ့နော်။ ဘူးကြောင့်သာတို့ရအားရကြတယ်ဘူးကြောင့်သာတိနဲ့အားကြတယ်ရံပြော့တယ်ဘာဖြစ်လို့အားကြတယ်သူရလောက်ဆောင်ပြတယ်ဘူးမလိုက်မိဘူးကြီးသူရအားလုံးဝင်တာတယ်သူကဝင်ကျွန်တော်တို့ဒီတာမီနဲ့မျိုးပေါ်ထားရှိတဲ့သူ့ရဲ့ဆွန့်လို့တဲ့စိတ်ဆွန့်လို့တဲ့ဆွန့်လို့ဆွန့်သွားတဲ့စိတ်ဓာတ်တွေကိုကျွန်တော်တို့နော်လာမဲ့မျိုးဆက်တွေကိုသိရှိစေချင်တယ်။ ောက်တစ်ခုကဒီဘိုးကျော်အောင်ဆန်းနှစ်တရာပြည့်ဝင်းလျာနေစပြီးတော့တိုင်းပြည်မှာရှိတဲ့နာကတ်မျိုးဆက်တွေလူငယ်တွေဟာဘိုးကျော်ရဲ့လမ်းစဉ်တွေတူယူပြီးတော့ပေါ့နော်ကျွန်တော်လက်ရှိဖြစ်ပေါ်နေတဲ့ဒီနိုင်ငံပြည်တွင်ကြောင်းလဲမှုမှာဥပပေါင်းပါဝင်ဆောင်ရွက်စီချင်ပါတယ်ကြောင်ဆန်တိကျတာပေါ့ဟိုလူမန်းတိတက်စကလေးကမိမတွေကတရားဝင်ပုံလို့ပို့လို့မမိခဲ့ပေမဲ့ လိုမျိုးအရာဝေပုံမျိုးလိုမျိုးပြောပြခဲ့တယ်။ကျောင်းစာအုပ်လေးတွေဖတ်ခဲ့တယ်။ကိုကျုံးနဲ့ပတ်သက်ပြီးတော့တည်တည်တဲ့ဟာတွေကိုပြောပြခဲ့ပိုကျုံးကိုလူမန်းသိတတ်စာရွေတွေကရင်းနှီးပြီးသားပါ၊ထေးစားပြီးသားပါ၊ကြီးနေပြီးသားပါကျွန်တော်တို့ကပမာလူမျိုးပါဘိုးကျောကကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့သူများတွေမင်းဘိုးကျောရဲ့မိခွန်းကိုပြောတတ်လားဆိုတာပြောတတ်ပါတယ် ဘူကျော်ရဲ့မိခွန်းကရဲဘော်တို့ကြဲချဲ့ပြီးစစ်စစ်မပြောချင်ဘူးအခုစစ်မြေပြင်ကိုထွက်ရမယ်စင်းရဲမယ်ငတ်မယ်ပြတ်မယ်အခက်ခဲတွေနဲ့ရင်ဆိုင်ရမယ်ဗမာပြည်ပြည်ဗမာသွေးကိုပြကြပါဒီမှာလည်းဘူကျော်ဒုက္ခတဲ့နေစဉ်တွေအားလုံးကကျမတို့မမှီပေမဲ့ကြားတင်သလားကောင်းတဲ့အကြောင်းအရာလေးတွေနားတဲ့အတွက်ကောင်းမှန်ထင်တယ်ပါ ဘူဂျိုလန်းစင်ဘူဂျိုရဲ့ယူသားမှုဖြောင်းမှုမှန်တော်လောက်ရတဲ့တသက်ရှိမှုပေါ့နော်အဲ့အဲ့တွေကိုကျွန်တော်နောင်လာမဲ့ကျွန်တော်လာမဲ့ကျွန်တော်ရဲ့ညီငယ်ညီမငယ်လေးတွေနောင်လာတဲ့မျိုးဆက်ပြည်ညီငယ်လေးတွေအားနေပြီးတော့ဘူဂျိုလန်းစင်ကိုလိုက်ပြီးတော့မြန်မာနိုင်ငံစစ်မှန်တဲ့ဒီမိုကရေစီတန်းကြောင်းကိုရောက်အောင်ဆောင်ရွက်ကြပါလို့ပြောကြချင်ပါတယ်